ထိတ်တွင်နေခြင်းရင်ခုသွာရေရှာရေတေကနာယစာရမကြင်နေမောင်အေဝန်းတယောက်အာရပါရတေသချင်းဟင်းနေတာခမမောင်အေဝန်းကြောက်ရတဲ့ဇနီးမယားအလှခင်အေဝန်းကလည်းဈေးဝယ်ထွက်သွားတယ်ခင်အေဝန်းဈေးဝယ်သွားတဲ့အခါမကြဘူးဆိုနေတဝက်ပဲပြောရင်ဆိုရင် ဟာတာစာအုပ်ထဲဖတ်ဖူးတာတခုကိုမောင်အေဝမ်းတတိယမိတယ်။အလိုက်မသိတဲ့ဧည့်သည်အကြောင်းပေါ့။ဧည့်သည်ကအင်ငိုလာဧည့်ခန္ဓာပပြင်းနှပြင်းစားစကားတွေကိုတောင်းစင်ရေမရပြောဧည့်သည်ညံ့နဲ့အိတ်ခန်းဆိုသလိုအိမ်ရှင်ကမပြန်နိုင်တဲ့ဧည့်သည်အတွက်စိတ်ပြက်လာပြီ။အိမ်ရှင်မျက်နှာပြက်နေတာတတိထားမိသွားတဲ့ဧည့်သည်ကအာနာခြင်းအောင်ဆောင်းပြီးလာလေတာ တော်တော်ကြာသွားပြီထင်တယ်နော်ဆိုပြီးနယံကနာယီကိုမော့ကြည့်တယ်တဲ့အိမ်ရှင်ကနာယီမကြည့်နဲ့နယံမှာပြက်ကလေးချိတ်ထားတယ်ဆိုပြီးပြန်ပြောတယ်ဆိုလိုတာကနာယီမကတော့ဘူးရက်နဲ့ချီကြပြီထင်တယ်လို့ရွှေ့ပြောတာပေါ့မောင်အေဝမ်းကတော့ခင်အေဝမ်းဈေးသွားတာကြာကျင်သလောက်ကြာကြာလီကောင်းလီအိမ်မှာတရားဟုတ်တဲ့ပိုလွတ်လပ်အဲတယောက်တည်းတော့မဟုတ်ဘူးခင်အေဝမ်းရဲ့မာတာမိခင် မောင်အေဝမ်းရဲ့ရွှေရောက်ခမကြီးအိမ်လာလေတာနှစ်ပေါက်တော့မယ်။သူနေတာကြာလွန်းလွန်းမောင်အေဝမ်းကတော့နှစ်တရာပြက်ကလေးကို အပေါက်ဖောက်ပြီးသားချိတ်ထားလိုက်ချင်တော့တာပဲ။မောင်အေဝမ်းလဲဆိုလက်ဆတခြင်းကိုဆက်ဟဲဖြစ်တယ်။နေမမြင်ရေပြင်းခဲတဲ့မြဝင်းရုံစုံကိုလဲခေါ်ခေါ်ပြောပါမယ်။ တဲတဲမဲမဲဆွေနဲ့နှစ်ယောက်ထဲနေချင်းနေအဲ့ဒီအချိန်မှာဗျုံကနေတကားဆောင်ပိတ်တန်ကြားလို့မောင်အီဝံလန့်သွားတယ်။လှဲ့ကြည့်လိုက်တော့အိတ်ခမ်းတကားဝမှာခါထောက်ရက်ပြီးမောင်အီဝံကိုဘူကြည့်ကြည့်နေတဲ့ရောက်ခမကြီး။မင်းငါ့ကိုပြန်စေချင်လို့နှစ်ယောက်ထဲနေချင်းနဲ့ဆိုပြီးတချင်းဆောင်ဆိုနေတာလား။အဖွားကြီးက ချက်ဆိုငကွက်ကမိတောက်တာပဲမောင်အီဝမ်းရှင်တဲ့ကဆန္ဒတွေမထွေးနိုင်မအံ့နိုင်လို့ပွင့်ထွက်လာတာသူတည်သားပဲဒါတော့အမေသဘောပဲမောင်အီဝမ်းကအကွက်ဝင်တော့ပြန်တွယ်လိုက်တယ်ခင်အီဝမ်းမရှိတော့မောင်အီဝမ်းပြောရဲဆိုရဲဖြစ်နေတာပေါ့အမေသဘောဆိုရင်တော့မပြန်သေးဘူးနောက်ထပ်တစ်နှစ်လောက်ထပ်နေအောင်မယ်တေးပြီဆရာအဖွားကြီးကပြောပြတာနဲ့ အခန်းထဲကိုခြားခနဲ့ပြန်လှည့်ဝင်သွားတယ်။ရောက်ခမဆိုတဲ့သူတွေဟာဗကြောင်များအလိုက်ကန်းစိုးမသိပဲတမတ်ချွေးမာရီအင်ကို အကြာကြီးလာနေကြရတာလေ။သူတို့အဲ့ဒီလိုလာနေတဲ့အတွက်လင်မယားတွေမှာဝင်တော့ဝင်ဖို့ကြီးဖြစ်ရတာမကြေမလည်ဖြစ်ရတာတွေကို မသိကြလေရောသလား။ဧည့်သည်ဆိုတာကိုပြင်ရမယ့်အချင်းကို သိရတယ်။အင်ရှင်ကပြက်ကလေးထလှန်မှ လာလေတာ တော်တော်ကြာသွားပြီထင်တယ်နော်လို့လေပြေထိုးဖို့မသိမ့်ဘူးရောက်ခမဆိုတာကရိုးရိုးဧည့်သည်အဖြစ် ရောက်လာတာမဟုတ်ဘူး VVIP ရှင်အခွင့်အထူးကံပုံကူအဖြစ်လာတာသူတို့ဒန်းကိုတမတ်နဲ့ချွေးမကကြိုးကော့အောင်ခံရတာမောင်အီဝမ်းတို့လင်မယားရဲ့ကိစ္စမှန်တဲ့မြရွှေရောက်ခမက ဝင်းဝင်ပြီးလက်ချရိုက်တာ မနေတဲ့မထိုင်တဲ့ဝင်းပါတာကပြဿနာလင်းနေမယားရှာနဲ့သွားတဲ့ တခါတရံမှာကြိုက်မိတာဖိုက်မိတာလည်းရှိတာပေါ့ခုရံဖြစ်ခုပြန်ချစ်ဖြစ်တတ်တာပေါ့အခန်းအပြင်မှာခုကွဲတော့ကွာတော့မလောက်ပြောဆိုနေကြပေမဲ့လင်မယားဆိုတာအခန်းထဲရောက်တော့တယောက်ခါတယောက်ဖက်ပြီးကြည်စီအေးစီဖြစ်တာတဘာဝပဲဒါကိုရွှေရောက်ခမတွေကမတိသားစိုးဝါစွာဝင်းပါတော့ဇလုံးစခုဖြစ်ရတာပေါ့ဒါကြောင့်ခင်အေဝဲနဲ့ နှစ်ယောက်ထဲနေခြင်းနဲ့လို့ပြောတာတူနကိုတိုင်းပြည်တိဆောက်နေကြတဲ့အချိန်မှာရောက်ခမအကြောင်းတစ်စိတ်တစ်ဆောင်ဆွေးနေရတာပေါ့တကယ်တော့တို့နှစ်ယောက်အရွယ်ရောက်လို့ကိုပိုင်အရာတောင်းမှထူထောင်နေကြပြီတို့နှစ်ယောက်ရဲ့ကိစ္စကိုတငယ်နှစ်စားလို့သဘောထားပြီးနေရာတကာရောက်ခမကဝင်းပါမနေသင့်တော့ဘူးစစ်တူရင်လို့ပြောရမယ်ဆိုရင်တော့ယခုတကွမောင်အေဝမ်ရွှေ့လိုက်တဲ့အကွက်ကခွာချက်ခမညာ ဘယင်နဲ့ဘယင်မနှစ်ပါးလုံးကိုချက်လိုက်တာတို့နှစ်ယောက်အရွယ်ရောက်လို့တငယ်နှစ်စားလို့သဘောထားပြီးဆိုတဲ့စကားနဲ့ခင်အေဝမ်းကိုကြောင်ပိတ်လိုက်တာလင်မယားကိစ္စအဖွားကြီးဝင်းပါနေတာလက်ခံရမယ်ဆိုရင်ကိုကတငယ်နှစ်စားဖြစ်သွားမယ်ဒါတော့ခင်အေဝမ်းကအဖြစ်မခံနိုင်ဘူးဒီတော့ဟုတ်တယ်ကိုဖြစ်သွားတာပေါ့မမေကိုခင်ပြောမယ်လို့ဖြစ်သွားတာပေါ့ မောင်အေဝမ်းကလည်းဒီယုံမြင်လို့ဒီချုံထွင်တာသမတ်ချွေးမအပေါင်းအတွက်ယခုလိုပန်ချားချက်ကိုခင်အေဝမ်းတင်ပေးတယ်မိမိမှာအသက်အရွယ်လဲရအတွေ့အကြုံတွေလည်းများလာပြီဆိုတာသိပါတယ်ဒါပေမဲ့သမီးတို့တားတို့ကိစ္စတားတို့သမီးတို့ပဲဖြည့်ရှင်းခွင့်ပေးပါတားတို့သမီးတို့လည်းအရွယ်ရောက်နေကြပါပြီတကယ်လို့လူကြီးသူမရဲ့အကြံဉာဏ်လိုအပ်တဲ့အခါတောင်းပါမယ် မတောင်းမဲပေးနေတဲ့အကြံဉာဏ်တွေကလေထဲပျောက်ွယ်သွားပြီးတံပိုးမဲဖြစ်တတ်ပါတယ်။ပြောအဲ့လိုပြောလိုက်ခင်အင်ဝန်းကလည်းကောင်းကျင်တပြမောင်အင်ဝန်းတဲပိုင်ပါလားအဲ့ဒီလိုမထင်လိုက်ကြနဲ့ခမရောက်ခမကြီးကကောင်းပါတယ်ပစိန်နဲ့သာထုဖို့ကောင်းတော့တာပဲနောက်တစ်ခါရှာနယ်သွားနှောင်းချင်းပလေးပြန်တော့ရွှေရောက်ခမကဝင်းပါပြန်ရောအဖိုးတန်ဆုံးမစကားနဲ့အကြံဉာဏ်တွေပေးပြန်ရော မောင်အေဝမ်းတို့မောင်နှံပင်းဖြစ်တဲ့အချိန်မှာရောက်ခမက စစ်စင်ရေပြန်ဆွဲရတယ်ဒီတခါတော့ခင်အေဝမ်းတယောက်တည်းကြိတ်ပြီးပြောတဲ့ပုံစံမဟုတ်တော့ဘူးထမင်းစပွဲမှာမျက်နာစုံကြီးမောင်အေဝမ်းကပြောတာအတိတ်ပဲကတော့ကျွန်တော်တို့လင်မယားရဲ့သဘောထားကိုတကလေးအားလုပ်ပါတယ်ပေါ့ကျွန်တော်တို့ချင်းစီးလုံးထားတယ်ပေါ့အဲ့ဒီတော့မှ ရောက်ခမကြီးကနည်းနည်းတွန့်သွားတာတမတ်ချွေးမှ ရောက်ခမဆက်ဆက်ရေးမှာဒီအပိုင်းကအရေးကြီးတယ်ခမဦးကျိုးသွားရင်တဲ့နယ်ထိုးလို့မရတော့ဘူးလူစီဘလူးစီဆိုတာမသိရင်သိလာအောင်ပြောရတော့တယ်ဒီလိုပြောတာကိုလူကြီးသူမမလေးစားဘူးဆိုတော့ပုံမှန်အကြီးကြီးနဲ့ဆွဲချက်တင်ခံရတဲ့တဲ့သို့တော်လဲပေါ့လေဒီလိုမှမပြောရင်သူ့ဘက်ကပြောင်းလဲမှာမှမဟုတ်ပဲဟုတ်ဘူးလားတမတ်ချွေးမအပေါင်းသူတော်ကောင်းတို့